မတို့အမိမြန်မာနိုင်ငံတော်ကြီးအတွင်းမှာလာပါတဲ့တော်တောင်ရှင်ရင်းတွေညင်ညောင်းတရားစွာစီစဉ်လာတဲ့တဘာဝစံချောင်းငယ်တွေတသင်းသင်းစီစဉ်လာပုံတွေဟာပကြီကားတစ်ချက်လို့တတ်ဝင်လှပါနေတဲ့အတွက်လာရောက်ကြသူတွေကိုစိတ်နဲ့အောင်းပြီးခြင်းပြီးခံစားရရှိစီမံပေးဖြစ်ပါတယ်ဒီလိုခံစားမှုရတာတွေကိုပြည်သူတွေသိမြင်ခံစားစေနိုင်မှုကျမတို့ရဲ့ကူးရေးဖွင့်သားတွေဟာရှမ်းရိုးမှာတောင်တန်းကြီးတွေနောက်ခံထားပြီးတဘာဝအတိုင်းလှကျနိုင်လှနေတဲ့ ဘိုးရင်ဆိုတဲ့ရွာကိုရောက်ရှိလာပြီဒီရွာကဒေသခံတွေရဲ့ကြီးလက်တလေးနဲ့အတူ ရွာရဲ့မင်းမဝေးမှာရှိတဲ့လူသည့်အင်မတန်နေပါတယ်တဘာဝလှန်ကူတွေကမြင်တွေ့ရမယ်စိတ်ဝင်စားဝေရာအကြောင်းအရာတွေကိုလေ့လာတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဝင်ရွာဟာမန္တလေးတိုင်းဒေသကြီးကြောက်စဲခရိုင်မြသားမြို့နယ်ရခိုင်ကြီးတိုင်းနယ်ကြည်တိုင်းအုပ်စုအတွင်းမှာတည်ရှိပါတယ်ကျွန်တော်တို့ကြီးရွာတော့ဖြင့်ဟိုကျွန်တော်တို့ဖို့အင်းတို့ဖို့တွင်းတို့ရှိပါတယ်ခင်ဗျအဲ့ခါကျတော့ကျွန်တော်တို့ဖို့ဖို့တွင်းကိုဖို့အင်းကိုအကြောင်းပြုပြီးတော့မှကျွန်တော်တို့ကြီးရွာလေးอ่ะပထမရွာအမိရတော့ဖြင့်ဖို့အင်းလို့ခေါ်ပါတယ် ဲ့အခုချိန်ကကာလမှာတော့ဖိုးရင်ဖြစ်ပြီပေါ့ခင်ဗျအဲ့တော့အင်ဂျီအားဖြင့်ကျွန်တော်တို့တရားနဲ့တစ်ဆယ်ရှိပါတယ်ခင်ဗျအလူရည်အားဖြင့်ကျွန်တော်တို့၄၀၀နဲ့တစ်ဆယ်ရှိပါတယ်ခင်ဗျ လှပတဲ့ရှမ်းတောင်တန်းကြီးတွေနဲ့အတူမြစင်းရောင်လေကွင်းကျဲကြီးတွေထဲမှာ ကောက်ဆိုင်နေကြတဲ့လုံမပြိုလေးတွေရဲ့ကောက်ဆိုင်ပြိုးနုံဟန်နီတောင်သူဦးကြီးတွေရဲ့လေယာဉ်လုံငန်းကုန်ဝင်နေကြတဲ့လှုပ်ရှားမှုဟန်တွေဟာရိုးသားစွာအတမွေးဝမ်းချောင်းပြုနေကြတဲ့ကြီးလက်ဒလီကိုထင်ဟပ်ပေါ်လွင်စေပါတယ်။ ဗုဒ္ဓဘာသာမြန်မာလူမျိုးများနေထိုင်ကြတဲ့ရွာဖြစ်တဲ့အတွက်ရွာဦးဘုန်းကြီးเจ้าကိုတအိမ်တမျိုးရွာလုံးကျွဆိုသလိုမနက်ခင်းမှာစွန့်ပို့ကြတဲ့မြင်ကွင်းအဖုံဖုံကလည်းတမင်ရယူဖန်တီးထားခြင်းမဟုတ်ပဲတရားတရားထက်သန်တဲ့ဗဂရီတယုတ်အမှန်တွေပဲဖြစ်ပါတယ် မြူကြီးပြကြီးတွေနဲ့အလှမ်းဝေးလာတဲ့ဖွင့်ရွာရဲ့ရွာဦးဖုန်ကြီးကျောင်းကိုမြူကဧည့်သည်တွေလာရောက်ကြရင်ဖြင့်အိမ်တိုင်းဆိုသလိုတဲ့အိမ်တမျိုးမြမယူရသဘာဝအရာရေနွေးလက်ဖက်အချို့တဲစရာမုံမျိုးစုံတို့ပို့ကနှွေးထွေးပြူငါစွာကြိုးစုတတ်ကြပါတယ်။ ူသားအေးဆေးစွာနေထိုင်တတ်ကြပြီးလေယာလုံငန်းကိုပဲအတမွေးဝမ်းကြောင်းပြုနေကြတဲ့ဒေသခံတွေရဲ့လူနေမှုဘဝဟာမြို့ပြတွေလိုခမ်းနားမှုမရှိပေမဲ့အပူပင်မရှိငြိမ်းချမ်းလာပါတယ်တောင်နှံအသွေးတွေကကြဆင်းလာတဲ့တဘာဝရေအတွက်စံချောင်းငယ်တခုဟာဖိုးရင်ရွာကိုပတ်ခွေ စီစဉ်လျက်ရှိပါတယ်။ ရွာဝင်းချင်းကတဘာဝတစ်တော်တစ်ပင်တွေကိုအသက်တမျှချစ်ခင်မြင်လို့ပြီးမခုတ်ရဲ့မထွင်ရဲ့တွေးသားရင်းပမာထိမ့်သိမ်းဆောက်ရှောက်ကတခြားဝါးချောက်ကိုသာကောက်ယူအသုံးပြုလေးရှိတဲ့ဒေသခံတွေရဲ့လေးစားစရာစိတ်ဓာတ်ကလည်းစံနမူနာထားအတူယူစရာတစ်ခုပဲဖြစ်ပါတယ်ဒီလိုသဘာဝတစ်တော့တစ်ပင်တွေကိုကာကွယ်ခြင်းရဲ့အကျိုးကျေးဇူးကြောင့်ပဲဖွင့်ရရဲ့သဘာဝစမ်းကြောင်းဟာတစ်နှစ်ပတ်လုံးမခန့်မချောက်သွားပဲရွာရဲ့စိုက်ပျိုးရေးလုပ်ငန်းအပါအဝင်လူနေမှုဘဝတွေအတွက်ပါအကျိုးပြုလို့နေပါတယ် ဖိုးရင်ရွာနဲ့မနီမဝေးမှာဖိုးအင်းကူနဲ့ဖိုးရင်ကူလို့အမည်ရတဲ့တဘာဝထုံးကြောက်လှိုင်ကူနှစ်ခုရှိပြီးဒေသခံတွေကတော့ဖိုးအင်းကူဟာဖရာလောင်းဖိုးမင်းဘဝကခိုးအောင်ခဲ့ဘူးတဲ့ဂူးလို့ဆိုကြပါတယ်။ ဘူနီဝင်းကျင်မှာလည်းအိုင်တပွဲဖြစ်နေပြီးတော့ဖရာအလောင်းဖွင့်ဘဝကကြက်စားခဲ့တဲ့အိုင်ဖြစ်မယ်လို့လည်းယူဆကြပါတယ်။ဖွင့်ကူကကြော်လာရတဲ့ဘူရင်ကူမရောက်ခင် လူသွားလမ်းရဲ့ညာဘက်အချမ်းမှာတောင်သွေးသွေးကကြဆင်းလာတဲ့တဘာဝစံကြောင်းငယ်တစ်ခုရှိပြီးတော့စံကြောင်းနဲ့မနီမဝေးနေရတခုမှာနှွေးတယ်လို့ခံစားရရုံ ရေပူစမ်းသဘောမျိုးထွက်ရှိနေတာကိုလည်းထူးခြားစွာမြင်တွေ့ရပါတယ်။ ဒေသခံတွေကတော့ဒီစမ်းကြောင်းတွေကရေကိုချိုးမယ်ဆိုရင်နာကျင်ကက်ခဲဝေဒနာတွေပျောက်ကင်းတယ်လို့ယုံကြည်ကြတဲ့အတွက်အနီးအနားပတ်ဝန်းကျင်ဒေသတွေကတော့တကူးတကလာရောက်ကြလိမ့်ရှိပါတယ်။ကြည်လင်အေးမြတဲ့စမ်းကြောင်းငယ်အတွင်းကတဘာဝအကြောင်းကားလေးတွေကလည်းအလုံးမင်းရင်ပါပြီးတောနဲ့တောင်စမ်းကြောင်းငယ်နဲ့ပနာတင်းလာတဲ့တဘာဝအေးအေးမှရောက်ရှိသွားတဲ့ဒူတိုင်းအတွက်ကတော့ဦးအေးစစ်လိုပင် တင်စားရမှာပါ။ န်းချောင်းငယ်ရဲ့တသွင်သွင်စီစဉ်တဲ့အတူစိန်လန်းဆုပ်ပြေးနေတဲ့တဘာဝတစ်တော်ထဲမှာရောက်ရှိနေတဲ့ကျမတို့ခွေသားတွေဟာလက်ဆက်တဲ့လေးခုရှူရှာရင်းအခုဆိုရင်မင်းချောင်းစီရတော့ဖျားကြီးရဲ့ကောင်းမှုဖြစ်တဲ့ကွန်ကရစ်လူသွားလမ်းအတိုင်းဖိုးရင်ကူကူအရောက်သွားလေးလာကြတော့မှာပါဒေသခံတွေရဲ့ပြောစကားအရတော့ဂူတွင်းမှာရှိတဲ့တဘာဝကြောက်ဆက်ပန်းဆွဲတွေဟာနတ်တို့ဖန်ဆင်းထားတဲ့အလားထူးခြားစွာရှိနေပြီးတော့မြန်မာနိုင်ငံမှာလက်ရှိထင်ရှားနေတဲ့ဂူတွေရဲ့အနှထံမပူရင်တောင်မလျော့ဘူးလို့တင်စားပြောဆိုကြပါတယ် ဒီကိုတွေ့ရတာကတော့2016ခုနှစ်လပိုင်းနဲ့ကြတော့ဒီဂျာဖက်ကကိုကတွေ့တာနဲ့တော့ရောက်ထွက်ပြီးတော့ဒီကိုခွင့်လိုက်တာတော့ကတော့ချုပ်အုပ်နေတာအဲချုပ်လေးအုပ်နေတဲ့ဥသားကိုခွင့်ကျင်းလိုက်ပြီးတော့မှအဲ့တော့ကူလေးကနည်းနည်းမြင့်တယ်လေဆက်နှစ်ပေလောက်မြင့်တယ်အဲ့ပေါ်မှာဒီကြောက်ခဲပုကနေဆွဲပြီးတော့မှတက်ဆွဲပြီးတက်ပြီးတော့ထဲသွားကြည့်တော့ဓမီနဲ့ထိုးကြည့်အဲ့တော့တော့တော့ပါလေကားမှလည်းမရှိဘူးအဲတုံးလေးခုတ်သွားပြီးတော့မှအဲ့ကြောက်လေးရထိုးချပြီးတော့ထင်းတော့ကူကတော့တော့ကိုလှတယ် ဘိုးရင်ကူရဲ့ကူဝါဟာအနေငယ်မြင်ပါတယ်ဒါပေမဲ့အများသူကလိလာဖို့လေကားဒဇင်းထောင်ထားတဲ့အတွက်ကျမတို့အဖွဲ့သားတွေဟာလိုအပ်တဲ့ရိုက်ကူးရေးပစ္စည်းရင်းနဲ့စားစရာအချို့ကိုယူဆောင်ပြီးဒေသခံတွေရဲ့ခေါ်ဆောင်ရာနောက်ကနေဂူအတွင်းကိုစတင် ချင့်ကပ်ဝင်ရောက်ခဲ့ပါတယ် ခုအတွင်းကိုဝင်ဖို့အတွက်ဂူဘဝဟာအနေငယ်ကျင်းတယ်လို့ဆိုရပေမဲ့အထဲရောက်လာလေဂူဟာကျယ်ဝင်းလာလေဖြစ်ပြီးလှပတဲ့ကြောက်ဆက်ပန်းဆွဲတွေရဲ့အလှပတွေကလည်းဂူအတွင်းကိုချင့်ကပ်လေလာဖို့တွန်းအားပေးနေသလိုပါပဲ။ ဖိုးဝင်ကူဟာထုံကြောက်လှိုင်ကူမျိုးစားဖြစ်ပြီးနှစ်ဖက်ပေါက်ကူမျိုးစားဖြစ်ပါတယ်။လာရောက်ကြသူတွေအတွက်လည်းဂူအတွင်းမှာအသက်ရှူဖို့အောက်ဆီဂျင်ကောင်းစွာရရှိပြီးလျှက်စစ်မီလေထုံးပေးထားတဲ့အတွက်ဂူအတွင်းကိုအသေးစိတ်အချိန်ယူလေ့လာနိုင်မှာပဲဖြစ်ပါတယ်။ ရဲ့နိုင်ငံတိုင်းမှာကြောက်ဆက်မူးမျော်တွေနဲ့ကြောက်ဆက်ပန်းဆွဲတွေကိုထူးခြားစွာတွေ့ရပါတယ်။ကိုတွင်းမှာတော့အခန်းတွေလိုဖြစ်နေပြီးတချို့နေရာတွေဟာမြင်လွန်တဲ့အတွက်တယောက်လ ీల ဖို့ရာလှီကားတွေလည်းရှိပါတယ်။ လေကတိတွေဟာမတ်ဆောက်ပြီးမဲ့အပေါ်ကိုရောက်ရှိသွားတဲ့အချိန်မှာတော့တဘာဝအတိုင်းဖြစ်နေတဲ့အပေါ်အောက်ဆက်နေတဲ့ထုံးကြောက်တိုင်ကြီးများဒုရဲကြီးများစွာအများပြားရှိနေတာကိုထူးခြားစွာတွေ့ရပါတယ်။အပြင်စင်ယုံများကဲ့သို့တဘာဝအတိုင်းဖြစ်နေတဲ့ထုံးကြောက်တုံကြီးများ မှုများအစုဝေးလိုက်ပေါင်းနေတဲ့တဏ္ဍာန်ကြောင့်မှုများကိုလည်းပုံစံမျိုးစုံထူးခြားစွာတွေ့ရပါတယ်။ ပြုပြင်မွမ်းမံထားခြင်းမရှိတဘာဝကျလာတဲ့ကြောက်ကိုအတွင်းပိုင်းကိုတနာယီနိဗာခီးနေခဲ့ရာတဝဝစီစင်းနေတဲ့ရေသံများကျတဲ့အတွက်လ ీల ာကြည့်ပြီးတော့ဝါလီပြန်လောက်နှက်တဲ့ကြောက်ကြီးတစ်ခုကိုတွေ့ရပါတယ်ဒီနေရာကတော့အတော်ပင်ကျဲဝင်းပြီးတဘာဝဆန်ဆန်လှပတာမို့အမိုးကြောက်ဖြာကြီးတွေကနေငေါထွက်နေတဲ့ကြောက်ချွန်းကြီးတွေကလည်းအဆွေတရံနဲ့တူပြီးလှန်ကူရရဲ့ထုံးစံအတိုင်းတဆက်ဆက်ကျနေတဲ့ရေတွေကလည်းလူပေါ်ကိုကျလာတတ်တယ်လို့ တရားအောက်ကစီးဆင်းနေတဲ့တဝဝရေတံတွေကလည်းစိတ်ကိုတုံ့လို့ချက်စားစီပါတယ်။ဒီเจ้าရဲ့တဖက်ကန်းရောက်အောင်ကူပြီးမှသာဂူရဲ့ထွက်ပေါက်ကိုရောက်ရှိမှဖြစ်လို့တုံနေတဲ့ဒူးတွေကိုသတိထားစိတ်ကိုခံခံထားပြီးမှသာမဆောက်တဲ့လှေကလေးတွေအတိုင်းဆင်းနေကြပါတယ်။နိုင်ငံရဲ့အတွင်းပိုင်းကြောက်သားနိုင်ငံတွေဟာ မြေအောက်ရေတွေစီစဉ်ခဲ့တဲ့အတွက်ကြောက်သားတွေဟာထူးဆန်းပွဲချော့မော့ပြောင်းနေတာကိုလည်းတွေ့ရသလိုအချို့သောကြောက်သားတွေကလည်းမီးထိုးလိုက်ရင်တလက်လက်နဲ့အယောင်တွေတောက်ပါနေတာကိုလည်းထူးဆန်းစွာမြင်တွေ့ရပါတယ်ပရိသတ်များရှင်ကျမတို့ဖွယ်သားတွေဟာဖိုးရင်ကူပဲအချမ်းကနေတရားကူပြီးဂူရက်ထွက်ပေါက်နေရရှိတဲ့လင်းတို့ကိုဆက်လက်လေ့လာသွားမှာပဲဖြစ်ပါတယ် င်းတို့ကူနဲ့ဖိုးရင်ကူဟာပိုရင်ကတိကျစွာရှိနေတော့တယ်လင်းတို့ကူဘက်အချမ်းမှာရွာသားတွေကသူတို့ရဲ့လေယာဉ်မြေတွေမှာမျောစာအတွက်အသုံးပြုဖို့လင်းတို့ချေလာရောက်ကောက်ယူရင်းကလင်းတို့ကူအတွင်ပိုင်းထိဝင်ရောက်စူးစမ်းရှာဖွေခဲ့ရာဖိုးရင်ကူဘက်အချမ်းနဲ့တဆက်ဆက်တည်းဖြစ်နေတာကိုထူးဆန်းစွာ တွေ့ရှိခဲ့တာပဲဖြစ်ပါတယ် ူနဂူကူရတန္တရာနဲ့ဂူတွဲမိုင်းကတန်လီကားတွေကလည်းမြေသားလူငယ်အဖွဲ့ကနေလာရောက်လည်လာသူတွေအလွဲတကူသွားလာနိုင်မှုတက်ဆင်လူဒန်းထားတာပဲဖြစ်ပါတယ်။ဒီမတော်တွေလင်းနုကူတွေရောက်သွားတာနဲ့ဝူရဲ့နယံတွေတိုင်းမှာလင်းနုတွေကိုတွေ့ရပါတယ်။ တချို့နေရာတွေမှာလည်းမွေရဲ့ဥကောင်းတပွဲဖြစ်နေတဲ့ကြောက်သားကြီးများလှပတဲ့ကြောက်ဆက်ပန်းဆွဲကြီးများနဲ့အတူနှဆိုင်လုံးနဲ့ကြောက်ကြီးတွေကိုလည်းထူးခြားစွာတွေ့ရပါတယ်။ဂူတွင်းကကြောက်သားနိုင်ငံတွေကြောက်ဆက်ပန်းဆွဲတွေနဲ့ကြောက်ချွန်ကြီးတွေဟာတဘာဝအတိုင်းတည်ရှိနေတာကိုမြင်တွေ့ရပြီးထူးဆန်းအံ့ဩမှုရတာတွေနဲ့အတူမဆောက်တဲ့လှေကလေးတွေနဲ့ဂူနဂူကိုအကူအပြောင်းအသက်စင်းလောက်ကဆိုးတထိတ်ထိတ်နဲ့လိလာရတဲ့ခံစားမှုကလည်းဘေးရနဲ့မှမတူတဲ့ခံစားမှုရတာတွေကိုပေးစွမ်းနေတယ်လို့ပါပဲ။ ီလိုခန်းစားမှုရတာတွေကိုပြည်သက်တွေသိမြင်ခန်းစားစီလိုခြင်းအကျိုးကရိုက်ကူးတင်ဆက်ပေးခဲ့တာဖြစ်လို့ဒီစီစဉ်ကိုကြည့်ရှုပြီးတော့ကြိုင်နေတတ်ကြလိမ့်မယ်လို့လည်းယုံကြည်မျှော်လင့်မိပါတယ်။ဘိုးအင်ရွာရဲ့အကြီးလက်တလေးမြင်ကွင်းနေတဲ့အတူတဘာဝဆန်းကြောင်မှာအပန်းမြေကဘိုးအင်ကူရဲ့တဘာဝအလှပါတွေကိုတွားရောက်လည်လာကြည့်ရှုဖို့တိုက်တွန်းရင်းကျမတို့ရဲ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါစီရှင်။